ကိုကိုကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတိုးတက်ခြင်းအကြောင်းတရားထုတ်တယ်ဆိုတာလေကိုကိုကိုတတိထားနေခြင်းသာဖြစ်တယ်ခုနကကိုယ်စိတ်ထဲမှာစိတ်တ ानु ပတနာလို့ဆိုရဲထဲမှာနော်ငါစိတ်ဟာလောဘတွေနဲ့အဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြမ်းမကြမ်းလာ တွဲတာဆိုတာထင်ရှားတယ်ပေါ့ကိုယ်အဝတ်မှာ ဖြူစီအောင်ဖုတ်ထားတဲ့အဝတ်ကလေးဟာအမြဲတမ်းနွမ်းနေတာမဟုတ်ဘူးနွမ်းနေတဲ့အညစ်အကြေးဟာပြင်ပကလာာဖြစ်တ်ပေထို့တူစိတ်လည်လောဘအမြဲဖြစ်နေတာမဟုတ်သည်တွက်ကြောင်လောဘအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအညစ်အကြေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်ဒေါသဆိုတာလေအာယုန်တစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသွင်းတတ်လို့ဒေါသဖြစ်စရာအာယုန်နဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာဒါလည်းစိတ်ရဲ့အညစ်အကြေးလို့ခေါ်တာ မောဟဆိုတာဆင်ញင်သုံးသပ်ရမယ့်အချိန်မှာဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးဆုံးဖြတ်နိုင်စွာမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်အဲ့တော့မောဟဆိုတာလေအပြင်ကလာတဲ့ရောက်လာတဲ့အရာသားလင်းဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာရောက်လာတဲ့အညစ်အကြေးတွေဟာပြင်ပကနေပြီးကိုယ်ကို ရောက်လာတာဒါဖြစ်တယ်ထို့တူပဲစိတ်ရဲ့အညစ်အကြေးတွေဟာလည်းပဲ ယမယံကပေါ်လာတာတွေဖြစ်လို့အဲ့ဒါတွေကိုရှင်းပြတာကဲကမ္မထန်တရားအထုတ်ခြင်းပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ကမ္မထန်အထုတ်ခြင်းရဲ့အဓိပ္ပာယ်ကအဲ့ဒါမရှင်းမဲနဲ့ဓာရီကိုပြန်ပြီးတော့ဟိုလက်ရခေါ်ခေါ်နေတဲ့အကျင့်မျိုးတွေကလည်းရှိသေးတယ်လက်ရခေါ်ပြီးတော့ငါပဲနှစ်နာရီထိုင်နိုင်တယ်ငါလိုလူရှိသေးလားဆိုတော့အဲ့ဒါဟိုမကောင်းတဲ့စိတ်တွေကိုပြန်ပြီးတော့ခေါ်သွင်းနေတာ ਨੇ တူတူပဲအဲ့ဒါ ကိုယ့်ရင်နဲ့နှလုံးထဲမှာအဲ့တော့ကိုယ့်ကိုမမနာတွေဖြစ်တယ်အဲ့လိုဖြစ်လာလို့ရှင်ဒါတရားမဟုတ်တော့တရားရဲ့ဆန့်ကျင်မဲ့အတ္တမတွေဝင်နေတာပဲဒီလိုပဲဖြစ်မှာအဲ့တော့ကြောင့်မို့တကယ်သူတော်စင်သူတော်မြတ်မှာစိတ်ရဲ့အညစ်အကြေးတွေဆိုတာကိုရှုစွာသိရအခုပြောခဲ့တဲ့လောဘဆိုတာစိတ်ရဲ့အညစ်အကြေးဒေါသဆိုတာစိတ်ရဲ့အညစ်အကြေး မောဟဆိုတာစိတ်ရဲ့အငြိအကျေးအဲ့ဒီရဲ့စိတ်ရဲ့အငြိအကျေးတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်အောင်အဲ့ဒီလိုစိတ်ရဲ့အငြိအကျေးတွေကိုလုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်ကိုယ်စိတ်လေးဟာဖြူစင်တန်ရှင်းနေတဲ့စိတ်ကလေးဖြစ်သွားတယ်အငြိအကျေးဆိုတာအမြဲတမ်းစွဲမှာမဟုတ်ဘူးအမြဲတမ်းစွဲနေတာမဟုတ်ဘူး သို့သောအကျိန်များစွာပုထုဇဉ်ဤမှာတော့အညစ်အကြေးကဆွဲမြတ်တာဆွဲတာပို့ပြီးတော့များလာတော့အလေးချင်းကြီးလိုဖြစ်လာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုရတဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာဆွဲနေတဲ့လောဘအညစ်အကြေးကိုအလောဘနဲ့ဖယ်ရှားမယ်ဆွဲနေတဲ့ဒေါသအညစ်အကြေးကိုမေတ္တာဆိုတဲ့အရောဒါနဲ့ဖယ်ရှားမယ်ဆွဲနေတဲ့မောဟဆိုတဲ့အညစ်အကြေးကိုအမောဟဆိုတာနဲ့ဖယ်ရှားတာအဲ့ဒါကိုဇာကရိယာနုယောဂါ နှူးနှူးကြာကြာကြိုးစားခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါကိုပဲကမ္မထာအထုတ်ခြင်းလို့သူတို့ပြောတယ်အဲ့တော့ကမ္မထာအထုတ်တာရဲ့အနှစ်သာရကကိုယ်စိတ်လေးကိုဒီတိုင်းပြစ်မထားပဲနဲ့တတိနဲ့ပညာနဲ့ထိမ့်ချုပ်ပြီးစိတ်ထဲမှာဆွဲကပ်နေတဲ့အငြိအကြေးတွေကိုဆေးကြောတန့်စင်မှုပြုလုပ်ခြင်းပဲဖြစ်တယ်နော်စေကြောတန့်စင်တာစေကြောတန့်စင်တဲ့အလုပ်ကိုလုပ်တာပဲဖြစ်တယ် အဲ့လိုဆေးကြောတန်းစင်တဲ့အလုပ်ကိုလုပ်လိုက်လို့စိတ်လေးကလုံးဝဖြူစင်သွားပြီအငြိကြေးတွေကထပ်ပြီးတော့မကတ်တော့ဘူးဆိုရင်ဒါစိတ်ကိုအောင်နိုင်သူဖြစ်သွားပြီပေါ့အဲ့ဒီကြရင်စိတ်ဟာကိုယ့်ရဲ့ဆန္ဒအတိုင်းကိုထားတဲ့နေရာနေတယ်ဥပမာမဲ့လူတွေရဲ့မျက်မျက်နှူးနှူးရှာဖွေစုဆောင်နေကြတဲ့ရွှေဆိုတဲ့တတ္တုတစ်ခုအချင်းအဲ့ဒီရွှေဆိုတဲ့တတ္တုမှာ မလိုလားတဲ့တခြားရောပါနေတဲ့တတုတွေကိုတတ်ဆင်မှုရွှေကိုနားလဲတဲ့ပရိဆရာတွေက ရွှေထဲမှာပါတဲ့အညစ်အကြေးတွေကိုမိဘူးပေးလိုက်အေးပေးလိုက်နဲ့တတ်ဆင်ပြီးတော့ပေးကြတယ်နောက်ဆုံးမှာရွှေစင်ဆိုတာဖြစ်သွားတယ်အညစ်အကြေးတွေကိုထုတ်လိုက်တော့မှရွှေဟာတတ်ရှင်စင်ကြယ်သွားပြီးတော့ရွှေစင် ရွှေနှစ်ကိုရတယ်ပေါ့အဲ့ဒီလိုရွှေအနှစ် ဖြစ်ပြီးဆိုတဲ့အခါမှာလူတွေရဲ့မျက်မျက်နှူးနှူးပန်းစင်ကြတဲ့ဒီယရဏပစ္စည်းဖြစ်ပြောင်းလဲပြီးတော့ဝတ်ဆင်ကြတာဖြစ်သွားတယ်ပေါ့အဲ့ဒါလိုပဲလူရဲ့စိတ်ဟာအငြိကြေးတွေရောနေမယ်ဆိုရင်ကျွတ်ဆက်နေထားတဲ့နေရာမနေဘူးစိတ်မလောဘဟာစဉ်းစားကြည့်လောကလူတွေဟာဂုံသိက္ခာကြတာလောဘကြောင့်ကြတာ ဒေါသကြောင့်ကုန်သိက္ခာတွေကြတယ်။မောဟကြောင့်ကုန်သိက္ခာတွေကြတယ်။